အမော်နီပြောသလို United ရဲ့လည်းကြောင်းဖြစ်လာမလားဆိုတာစောင့်ကြည့်ရမယ့်ပွဲစဉ်များချက်ကြီးတင်းကိုနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့မန်ယူတီးရဲ့နေပြရူပယ်အမော်နီကသူ့ရဲ့တင်းကလိုအပ်နေတဲ့နိုင်ပွဲတစ်ခုနဲ့တူအလဲကြောင်းတစ်ခုကိုရှာဖွေတွေးရှိခဲ့ပြီလို့ဆေးရထက်သန်စွာဟေးကြွေးပြောဆိုခဲ့ပါတယ်ဒီနေ့ဘုကအတင်းရဲ့ယုံကြည်မှုအတွက်ရေးပါယုံနာမကစေတပိုင်းဆိုင်ရာတိုးတက်မှုကိုလည်းခြားပြလိုက်သလိုဖြစ်ခဲ့ပါတယ် ဒါပေမဲ့လည်းဒီပြဒီစကလုံးတွေကတကယ်တမ်းလက်တွေ့ကြောက်မလားမကြောက်ဘူးလားဆိုတာကိုတော့လာမဲ့ပွဲစဉ်တွေရဲ့ရလနဲ့ကစားပုံတွေကအဆုံးဖြတ်ပြီးသွားမှာပဲဖြစ်ပါတယ်။ရာသီစာပိုင်းမှာအာမိုနီရဲ့တင်းကခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိကြီးကြောက်ကြီးတင်းတွေက3တင်းကိုပွဲစဉ်5ပွဲအတွင်းရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ချက်စီကိုနိုင်ရရှိခဲ့တာကလုံကိုတန်ဖိုးရှိခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီအုပ်စုတွေကစပါးတင်းနဲ့လီဗာပူးတင်းကဂျန်ရှိတော့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဖျားများတဲ့ချိန်မှာရရှိခဲ့တဲ့နိုင်ရလကနီပြရဲ့ရင်ထဲမှာကြီးမားတဲ့မျောလင်းချက်တွေကိုမွေးဖွားပေးခဲ့တာဖြစ်ပြီး အမောင်ငါအမြင်မှုကိုမျှော်လင့်နေတဲ့ညီပြတို့ဖြစ်တာကြောင့်သူ့ရဲ့အတွက်ကြောင့်မကတဘာဝကြပါရယ်။ဒါပေမဲ့လည်းဒီပွဲတဲ့တော့နိုင်ပွဲတစ်ခုကိုကင်ဆယ်ပြီးအလဲပြောင်းဖို့တေချာပြောဖို့ဆိုတာကတော့စောလုံးနေပါသေးတယ်။အမောင်ရဲ့ဒန်နီဘွိုင်းဖြစ်တောင်းသက်တည်ပြရမယ်အဓိကဆန်းသက်ပွဲတွေကတော့ ။ဒါမဲ့ Bradford တင်းနဲ့ဆန်သားလန်အတင်းလုံးနဲ့ရင်ဆိုင်ရမယ့်ပွဲတွေပဲဖြစ်ပါလေ။ Bradford ကတော့မကြသေးဘူးငါပါ Chelsea တင်းကိုတည်ထိန်ကစားနိုင်ခဲ့ပေမဲ့လက်ရှိမှာရုပ်ပြက်စင်းပြနဲ့စစ်တပိုင်းဆိုင်ရာတိုင်ပတ်နေတဲ့အတင်းတွေလည်းဖြစ်ပါလေ။ဒါအမော်ရဲ့အတင်းတွေအခွင့်အရေးကောင်းတစ်ခုပြပြီးစစ်တပိုင်းဆိုင်ရာရုံးကန်နေရတဲ့အတင်းကိုမဖြစ်မနေနိုင်ယူပြနိုင်ရပါမယ်။အကယ်၍ဒီနေ့ကျမှ Bradford တင်းကိုနိုင်ယူခဲ့မယ်ဆိုရင်တော့အမော်ရဲ့ပထမဆုံးတောင်းလျှောက်နိုင်ပွဲကိုရရှိသွားမှာဖြစ်ပြီးဒါအမေရိကန်စတင်ပြောင်းလဲမှုတစ်ခုရဲ့အစဖြစ်လာနိုင်ပါလေ။ဆန္ဒလေတင်းကတော့ဒီရာကြီးမမတန်းတက်လာတဲ့အတင်းဖြစ်ပေမဲ့ကစားပုံကောင်းကြီးချီစွာနေတဲ့တင်းတော်တင်းဖြစ်တာကြောင့်သတိထားရပါမယ် ဘရက်ဖို့အတင်းကိုနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့စန်းသန်းနယ်တင်းနဲ့ပွဲစဉ်မှာအနိုင်မကန်နိုင်ရင်တော့အ ਨੇ ဆုံးတင်းရရက်တော့ပေါ်ဆောင်နိုင်မှသာအမ်မိုနီယာခီးလန်းကတက်မဲ့လာမှာပဲဖြစ်ပါတယ်။အလေပြောင်းတစ်ခုကိုပြောစီရမှာရရက်တက်တက်ပြီးအတင်းရဲ့ကစားပုံကလည်းအရေးကြီးပါတယ်။အမ်မိုနီယာသူရဲ့နီစင်းနီနဲ့ကစားဟမှာဘာကြီးလှုပ်ချင်တာလဲ။အဲ့ဒီယာရီကတကယ်လို့ဖြစ်လာဆိုတဲ့ potential ကိုပါဘရက်ဖို့နဲ့ပွဲနဲ့စန်းသန်းနယ်ပွဲဒီမှာပြသနိုင်ဖို့လိုအပ်ပါတယ်။ ဆမာရီကနေပြရဲ့နိစနစ်ကိုယုံကြည်မှုရှိလာပြီးတသမဲတဲ့ကစားနိုင်ပြီဆိုရင်တော့ဒါတကယ်ကိုပြုစုပေါင်းဆောင်တဲ့လက္ခဏာတရားတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်နဲ့ပွဲပြီးမှတော့ International Break ပွဲနာရက်ကိုရောက်ရှိလာမှာလည်းဖြစ်ပါတယ်။ဒီပွဲနာရက်ကအမိုနီယာတင်းအတွက်ဆင်ဟုံကို Select ဒီဆောက်ဖို့ခွင့်ရကောင်းတစ်ခုဖြစ်ပြီးပြန်လည်ဆက်တင်တဲ့အခါမှာတော့တင်းတင်းတင်းဖြစ်တဲ့ Liverpool တင်းနဲ့ရှင်ပြန်ကစားရမှာလည်းဖြစ်ပါတယ်။ Bradford တင်းနဲ့ဆန္ဒနဲ့တင်းတို့ကအောင်မြင်စွာကြော်ဖြတ်ပြီးမှသာယုံကြည်မှုဖြစ်တဲ့ Liverpool ထိတ်တန်းတင်းကြီးကိုရှင်ပြန်နိုင်မှာဖြစ်တဲ့အတွက်အမိုနီယာတန်နီပွင့်ဒီယိုရီကအဲ့ဒီပွဲစဉ်ရဲ့ရလက်ပေါ်မှာမူတည်နေပြီလည်းဖြစ်ပါတယ်။နေပြအမိုနီယာဆက်လို့ဆောင်မှုကမန်ကန်မဲမဲအလဲပြောင်းတစ်ခုကိုတကယ်ပဲရှာတွေ့သွားပြီလားဆိုတော့ခုလိုပြောဖို့ကရန်စောသေးတယ်လို့သုံးသပ်ရမှာပါ။ တော့ဒီနေ့ညမှာကစားရမယ့် breakfast တင်းရဲ့ပွဲစဉ်ကိုပဲစောင့်ကြည့်ပြီးမှသာသူ့ရဲ့စကားကိုတီးပြနိုင်မယ့် DOD ထုတ်တာကပိုပြီးမှတ်ခဲ့မယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့ဆက်တဲ့အမားကိုချစ်ကြတဲ့